မိနစ်20လောက်နော်တရားအားယူယူပါဒီကနေ့လူတန်းနဲ့ကုသိုလ်ဘွဲကနိုင်ငံတော်ပရိယတ်ဒီသာသနာတက္ကသိုလ်မှာငလင်တန်းကြောင့်ပြစီသွားတဲ့ဆွမ်းစားကြောင်းဆောင်မျက်နှာချက်ပေါ့နော်အဲ့ဒီမျက်နှာချက်အတ္တဆင်ဖို့လူတန်းနဲ့ကုသိုလ်ဘွဲနော်အဲ့ဒါလူသားနဲ့ကုသဖွဲ့မှာမိသားစုများရဲ့ရည်ရွယ်ချက်ကဘဝတစ်ပါးပြောင်းသွားကြတဲ့အနန္တကိုင်းဝင်ယေရှုရှင် ကင်ကြီးဥဆိုမောင်းမိကင်ကြီးတော်ခင်သိန်းတို့အတွက်ရည်စူးပြီးတော့မှလှူဒါန်းတဲ့ကုသိုလ်ပွဲနော်အဲဒီကုသိုလ်ပွဲမှာဘုန်းကြီးကသုသာကျောင်းဆောင်ကြီးမျက်နှာကျက်တော်ဟလာဟောင်းနှံဆွေမြေပေါ်လေငလင်တန်ကျော်ဖြစ်စီသွားတဲ့သုသာကျောင်းဆောင်ကြီးမျက်နှာကျက်ပြုပြင်ဖို့အတွက်ရည်စူးရည်စူးပြီးတော့လှူဒါန်းတာဖြစ်တဲ့အတွက်ကြောင့်ဘုန်းကြီးကတီဟိုကျွန်းတီဟိုကျန်းစာမြန်မာမှတ်တမ်းတင်ထားတဲ့ ဝထုတခုပေါ့နော်အဲ့ဒါလေးချိန်ခံပြီးတော့မှတရားတခုဟောပါမယ်ဒီဟုတ်ခေဝတ္တပမင်းဌာနအုပ်စိုးတဲ့အချိန်သူကဌာနအုပ်စိုးပြီးတဲ့အခါကျတော့ပညာရှိအမတ်ကြီးတွေနဲ့ဘုခေလိုပြောရင်တော့ဘီရင်တွေ့ကြည့်တယ်ပြောပါတော့သူတက္ကံဘယ်လောက်များရှိနိုင်မလဲသူဘီရင်ဆရာတွေကို ရှင်မြင်းတော့ခေါ်ပြီးတော့မေးတဲ့အခါပေရင်ပညာရှိများကအရှင်မင်းကြီးရဲ့နန်းသက်ဟာနောက်ထပ်12နှစ်ပဲကြာတော့မယ်လို့တလူဟောတာအဲ့တော့သူစိတ်ထဲမှာလည်းပဲနည်းနည်းထိခဲ့သွားပုံပေါ်ပါတယ်ပေရင်ပညာရှင်တွေကဟောတော့အပေရင်လည်းယုံတဲ့အပိုင်းပါတာပေါ့ပေရင်ဟောရင်လည်းမှန်နေဒီဘက်ကလည်းယုံတာတွေမရှိဘူးလား ရှိတာပေါ့ဗေဒမှုရုံတဲ့ပုဂ္ဂိုလ်ကြီးအများကြီးရှိတာအဲ့တော့သူစိတ်ထဲမှာငါဒီတိုင်းနေလို့တော့မဖြစ်သေးဘူးဗေဒင်ပညာရှင်တွေမေးတာကမေးတဲ့အပိုင်းပဲပေါ့ငါမှာကိုးကွယ်ထားတဲ့တန်ဃာတော်များရှိတယ်ယဟန္တာမတိမြတ်ကြီးတွေလည်းရှိတယ်အဲ့တော့မှယဟန္တာမတိမြတ်ကြီးတွေကိုလည်းပဲငါအကျိုးကြောင့်ရှောက်ကြည့်မယ်လို့ဆိုပြီးတော့ယဟန္တာမတိမြတ်ကြီးတွေကို သူဗေဒင်မေးတဲ့အကြောင်းဗေဒင်ဆရာဟောတဲ့အကြောင်းကိုသူရှောက်တဲ့အခါကျတော့ဖျက် ရဟန္တာမထေရမြတ်ကြီးများကတခါကြီးဘေးတွင်အရဆိုတာလည်းပဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဒါပေမဲ့လို့တခါကြီးအသက်ရှည်ကြောင်းကုသိုလ်6မျိုးရှိတယ်ဗျအဲ့ဒါလုပ်မယ်ဆိုရင်တော့တခါကြီးအသက်ရှည်နိုင်တယ်လို့ဒါလို့မိန်တာနော်ဒါဖြင့်ရှင်ဗျာအဲ့ဒီကုသိုလ်6မျိုးဆိုတာကဘာတွေတော့မိန်တော်မူပါအောင်ဆိုတော့ ဘက်ခေတ်တော့နည်းနည်းအတုံးနေသွားတယ်အတုံးနေတယ်ဆိုတာကဟိုရေစစ်ရှိခရေစစ်နဲ့ဒီဘက်ခေတ်ရေစစ်မတူတတ်တာလေးပြောတာပါနော်ဘုန်းကြီးတို့ညာတော်တွေရဲ့တပိတ်မှာဘေးကခေါင်းလောင်းလေးလို့ဆွဲထားတာတွေ့လားအဲ့ဒါမှတော့ရေစစ်ရှေ့တော့ကရေစစ်ပေါ်တာအခုတော့ငဲသွားလို့ရှေ့တော့ကတော့ခက်ကြည့်စီအဲ့ဒီမှသူကအဝတ်စားလေးပတ်တာအဲ့ဒီဟိုမှာရေစစ်ပူလေးမှာနောက်ကအပေါက်ကလေးပါတယ် ရေရဲကိုနှိမ့်လိုက်တဲ့အခါကျတော့အဲ့ဒီပေါက်ကလေးဖွင့်ပြီးတော့နှိမ့်လိုက်တာရေရဲကိုနှိမ့်ချလိုက်တယ်ရေပြည့်ပြီဆိုတော့အပေါက်ကလေးပေးပြီးတော့မားလိုက်လို့ရှိရင်ရေအပြည့်ပြန်ပြန်ပါလာတာလေအဲ့ဒါကြီးစစ်နောက်သွားတာသူရှေ့ဆုံးကသာရှိစစ်ရှစ်တန်းတဲ့ပစ္စည်းပေါ့နော်တန်ခါတော်များပြီးသွားရင်အဲ့ဒါလေးဆောင်ရတယ်မဆောင်လို့ဖြစ်ကုန်မဖြစ်ရှေ့ကကနော်အဲ့ဒီဘက်ကမှာတော့ရေစစ်ပုံစံမျိုးမျိုးနဲ့လှူကြတာမဟုတ်လားအဲ့အဲ့ဒီရေစစ်လှူတာအသက်ရှိကြောင်းနဲ့တခုပါတယ်နော် နံပါတ်1ရေစစ်လူပါတဲ့ရေစစ်လူလို့ရှိရင်အသက်ရှိပါတယ်ဒါလည်းပဲသူကကျမရေထောက်ကူပြုလို့ဆိုလိုတာပေါ့နော်နောက်တစ်ခါဆေးဒီလနာပုဂ္ဂိုလ်များတွေ့ရင်ဆေးလူပေးပါအမိဘနဲ့သာသမီသာသမီအမိဘဆေးလူတာလည်းအတူတူပဲအိမ်တွင်းမှာတင်ကုသိုလ်တွေလုပ်လို့ရတယ်နော်မိဘမကျမရေမကောင်းသာသမီတွေကဆေးလူပေးတာတွေဒါတွေဟာဆေးအလူတွေပဲနော်မိဘကျမရေမကောင်းသူဆေးတိုက်ပေးတာတွေဟာနော်အဲ စံပြုတ်တို့ဘာလို့မှစာဆေးဖြစ်နေတိုက်ပြလာတယ်အလုံးဟာဘာလို့တော့ဆေးအလူပဲအိမ်တွင်းမှာလည်းဆေးလူမဖြစ်ဘူးလားဖြစ်တယ်အဆေးအလူလူရင်လည်းပဲအသက်ရှိကြောင်းနော်နောက်တစ်ခါကျတော့ဖခင်ကြောင်းကံစေတီပထိုးအသက်တည်ခြင်းဒါလည်းပဲအသက်ရှိကြောင်းပဲတဲ့သူကတော့ကုသိုလ်ပွားလို့ပေါ့နော်ကုသိုလ်ပွားစေတဲ့လုပ်ငန်းဖြစ်လို့နောက်တစ်ခါကျတော့အလိုကြောင်းဟောင်းစေတီဟောင်းဇေယဟောင်း အဲ့ဒါတွေပြုပြင်ခြင်းဟာလည်းပဲအသက်ရှိခြင်းရဲ့အကြောင်းပဲဟုတ်လားဘယ်နှမျိုးလို့ဘုန်းကြီးပြောတာ၄မျိုးနံပါတ်၁ကရေစလူပါနံပါတ်၂ကဆေးလူပါနံပါတ်၃ကကြောင်းသေးစီတိသေးအဆောက်အဦသေးသောက်ပြီးသာသနာတော်လူပါနံပါတ်၄ကအဲ့ဒီဟောနံဆွေးမြေ့နေတာတွေတွေ့ရင်ဩခုခုလို့ပေါ့ဘုရားသာသနာတက္ကသိုလ်ကြီးမှာငလင်တန်းရောက်ပြည့်စည်သွားတာတွေကိုလူတာ အဟောင်းပြုရှင်တာပေါ့အဲ့ဒါဆိုရင်လည်းပဲဒါအသက်ရှိဆုံးပုသူပဲလို့ဒီလိုလေးမျိုးနံပါတ်5ကြပါတော့ဆိုတော့ငါးပါးတိလမြဲအောင်ထိန်းနဲ့နော်ဒါငါးပါးတိလဆိုတာကခွန်ကြီးတို့ဘုရားဘာသာတည်းရဲ့တကယ်ခောက်ပစလို့မြဲရမယ်ခြင်းဖို့သူကလေမြဲကိုမြဲရမယ်ခြင်းဖို့အနေနဲ့သတ်မှတ်ထားတယ်တိလသူကနော် အဲ့ဒီသီလလည်းမြဲပါစေတဲ့နောက်တစ်ခါကျတော့နံပါတ်6က7ပါးသီလဒါဒီဘက်ကမှတော့တော်တော်နည်းသွားပြီနော်7ပါးသီလဘယ်လိုနေဒီမှာစောက်စောက်တည်တော့ဆိုဥပ္ပိုလ်နေဒီမှာစောက်တည်တယ်တာပြီးလာပွဲလာဆန်းရှိရလာပြီးရရှိရအဲ့ဒီဥပ္ပိုလ်နေဒီမှာစောက်တည်တဲ့7ပါးသီလအဲ့ဒါလည်းပဲဥပ္ပိုလ်နေတိုင်းဥပ္ပိုလ်နေတိုင်းမှာစောက်တည်ပေးပါဘယ်နှမျိုးကလဲ6မျိုးအဲ့ဒါကို ဒါနနဲ့သီလနဲ့ဖွင့်ရင်ဒါနက၄မျိုးသီလက၂မျိုးဟုတ်လားအဲ့ဓာတွေကိုဆောင်ရွက်နိုင်ရင်တဲ့အသက်ရှိပါတယ်လို့ဝတ္တပမင်းကြီးကိုရဟန္တာမတိမြတ်မြတ်ကဟောတာအဲ့တော့ဝတ္တပမင်းကအဲ့ဒီအတိုင်းလိုက်နာဆောင်ရွက်လိုက်တဲ့အတွေ့အကြုံနောက်ထပ်32နှစ်သူဘယ်လိုဟောထားတဲ့အပြင်နောက်ထပ်32နှစ်ထပ်ပြီးတော့အသက်ရှိသွားတယ်တဲ့စုစုပေါင်းနန်းတဲ့ နှစ်44နှစ်ရှိသွားတယ်လို့ဒါသိဖို့ဝတ္ထုတွေမှာပါတယ်။နော်ဒါသူရဲ့တတိဖြစ်စဉ်ပေါ့ဗျာ။အမိုင်းပေါ့။အဲအဲ့ဒါလေးပါတော့ဒါကြောင့်ဒီကနေ့လေးပဲလို့တကားတော်တို့အလှူဒါနဟာဘယ်နဲ့တော့ပြည့်စည်သွားတယ်။ကြောင်မြင်တဲ့ကျတော်ကြီးဆွမ်းသာကြောင်မြင်တဲ့ကျတီးဟော။ဩအတ္တပံပြန်ပြီးတော့ပြုရင်တာဖြစ်တဲ့အတွက်ကြောင့်ပါတော့အဟောင်းပြုရင်တဲ့ဘုသူဒီကနေ့ငါတို့ အသက်ရှိကြောင်းကုသိုလ်တစ်ခုကိုဒါဆောင်ရွက်ပြုလို့အထုံနိုင်ပြီလို့ဒါလေးကိုမိမိယူတဲ့ကုသိုလ်နဲ့ပတ်သက်ပြီးတော့ဘုသူတာပေါ့နော်ဘုသူတာပေါ့နောက်တစ်ချက်ဘုံညူကုမူရာကမာသွားတာဩမာသွားတာပြစ်စီတော်တော်အိမ်မက်လို့ပြောဘုံညာဒါလေးနည်းနည်းစဉ်းစားလာကြတာပေါ့အဲအဲ့ဒီဟာလေးကိုလည်းဘုံညာကသတိရတော့နော်အိမ်မက်အကြောင်းလေးလည်းနည်းနည်းတော့ထည့်ပြီးတော့ပြောမယ်ပေါ့အိမ်မက် မတ်ချင်းရဲ့အကြောင်း၄မျိုးဣတိကတော်မှာနော်အဲ့ဒီ၄မျိုးကဘာရောဆိုလို့ရှိရင်နံပါတ်၁ကကျမ်းမာရေးအာနေလို့ပေါ့ဟိုဘုန်းကြီးတို့ပိန်းတော်လို့ကြတော့တလေးတီချေလေလို့၃မျိုးရှိတယ်လေလေကသူမမှန်တော့ဘူးဆိုရင်လည်းပဲတချောက်ချတယ်လို့သုံးတယ်နော်နောက်တီချေမမှန်ဘူးဆိုရင်လည်းပဲတချောက်ချတယ်လို့သုံးတယ် တလိမ့်များတာနေတာဖြစ်သွားရင်လည်းတတ်ချောက်ချားတယ်လို့သုံးတယ်။အဲအဲ့ဒီတစ်ခုခုအာကြီးသွားလို့ရှိရင်မှားသွားရင်ပေါ့နော်။ဒီခန္ဓာကိုယ်မှာလေပန့်နေရမယ်ပုံမှန်မျိုးပဲနဲ့ချုပ်ရင်းသွားလို့ရှိရင်အဲအိမ်မက်မက်တက်တယ်။အဲ့ဒါကိုတတ်ချောက်ချားလို့မဲ့တယ်လို့သုံးတယ်။နောက်တစ်ခါကျတော့မိမိတို့တွေ့ကြုံထားတဲ့ဥပမာအပြင်ရွှေတကုံဝတ်စိတ်ပါလည်းပပူထားတဲ့အတွက်ကြောင့်ဟောနောက်တစ်ချိန်ရင်ကြလို့ရွှေတကုံဖူးရတယ်လို့မက်တာလေဒီမဖူးမှာပါ။ ကိုသွားဘူးတဲ့နေရာအင်းလေးသွားလိုက်လို့အင်းလေးအကြောင်းပြန်မဲ့တာတော့မရှိဘူးလားအဲ့ဒါကကိုရှိကိုကောင်ကခံစားခဲ့ရတဲ့အကြောင်းအရာကိုပြန်မဲ့တာနော်အဲ့ဒါလည်းပဲအိမ်မက်မချင်းအကြောင်းတစ်ချက်ပေါ့နော်နောက်တစ်ခါကျတော့တမ္မာဒီဝနတ်တိပေါ့နတ်တရားနေပြီးတော့ပေါင်းကျိုးဆူကျိုးတစ်ခုခုသူတို့ကမြင်လို့သူတို့ကနေပြီးတော့တတိပေးတဲ့အနေနဲ့သို့မဟုတ်ကုသိုလ်ပွားအောင်တိုက်တွန်းတဲ့အနေနဲ့အိမ်မက်ပေးတာ ဟိုဒါတကူဆောက်ပါတော့ငါတို့ကြောင်းကြီးဆောက်ရတယ်။ဘယ်မှာကြောင်းကြီးဆောက်ဆောက်ရတယ်လို့အိမ်မက်မက်တယ်။ဘယ်မှာဖရားတရားတယ်လို့အိမ်မက်မက်တယ်။စသည်ဖြင့်ပေါ့နော်။ဒါကောင်းတဲ့ဘက်ကပေါ့။မကောင်းတဲ့ဘက်ကကြောင့်လည်းဘာဖြစ်လို့ငါတကူဖြစ်သွားတယ်လို့ဒီလိုမက်တတ်တယ်လေ။အကောင်းဆုံးနှစ်ခု။အဲ့ဒါကိုနတ်တရားနေပြီးတော့သူကတတိပေးတာ။အဲ့လိုတတိပေးတဲ့အနေနဲ့လည်းပဲမက်တတ်တယ်တဲ့။နော်။နောက်နံပါတ်၄ကကြတော့ဘာလို့ဆိုတော့ဥပ္ပနမိတ်လို့ခေါ်တာပေါ့။ဒါလည်းပဲယူဆတယ်လေ။ အိမ်မက်မဲ့လို့ရှင်ငါဒီတိခါဒီနေ့တော့အိမ်မက်ကမကောင်းဘူးငါခီးသွားတာဆင်ညမလို့မတုံးတော့ဘူးလားအဲဒီမေးအိမ်မက်ကလေးကတော့စားတိတ်လာတာပဲတိတ်ကောင်းတာပဲငါတော့ဒီနေ့တော့လက်ကြည့်ဝင်တော့မှာပဲလို့ဒီလိုရောမပြောတော့ဘူးလားဒါဘောကနမိတ်ပေါ့အထင်ရှားဆုံးပြောလို့ရှိရင်ခွန်ကြီးတို့ဟိုဖျားလောင်းပစုံလာပြီနေမဟာတဂရတရားသုံးခုပစုံလာပြီနေဖျားဖြစ်တာဟိုရဖျားမဖြစ်ခင်ဆလေးညညာမှာအိမ်မက်မက်တာလေဒါဘုဒ္ဓဘာသာသင်ရှားပါလားဘာမဲ့တုံလို့ဆိုတော့ ဆိုတာဟိမွန်တော်ခေါင်းအောင်ရတယ်နော်နော်အင်းဟိမွန်တော်ခေါင်းအောင်ရတယ်အရှိသမုဒ္ဒရာနောက်သမုဒ္ဒရာကိုလက်ဝဲလက်ရတင်ပြီးတော့မှတောင်သမုဒ္ဒရာကြီးကိုခြေနဲ့တင်ပြီးတော့မှနေရတယ်လို့အိမမက်တာအဲ့တော့ဘာလို့ဆိုတော့ဒီကဘာကြီးကိုလွှမ်းမိုးရတယ်လို့အိမမက်တာပေါ့ဗျာပြောရရင်အဲ့အိမ်မက်တာသူရလာမက်တာကိုမက်ခဲ့တာနိတခြားအိမ်မက်တွေပါသေးတယ်အိမ်မက်တွေမှအများကြီးပါဘုံညာချင်းစားတော့ပြောအဲ့တော့နောက်တနေ့ဘာဖြစ်တော့ ဖျားဖြစ်တာလေ။ဩကဘာကြီးကိုသူတောင်းမိုးရမယ်။နော်။ဒီကဘာတစ်ခုလုံးကိုသူအုပ်ဆိုးရမယ်။ဖျားဖြစ်နေအုပ်ဆိုးတာပြောတော့နော်။ကိလေသာကုန်ကန်ရရတာဖြစ်ဖျားဖြစ်နေအုပ်ဆိုးရမယ်ဆိုတဲ့အတိတ်နမိတ်ကြီးနဲ့မဲ့တယ်။နော်တခါတော့တို့ကိုတွေ့ဘူးမလား။ဟိုအဲတော့မေရောမာယာအိမမေတ္တာကိုဖျားလောင်ပဋိသန္ဓေနေမယ်ကျန်တော့လေ။ဆင်မြူကြီးကလက်ရဏတော်ကနေဝင်ပြီးတော့လာတယ်လို့အိမမေတ္တာမော်လား။ အရပတိတန်တွေပြီးတာလေအရပုဗ္ဗနမိတ်ခေါ်တယ်အဲ့လိုပုဗ္ဗနမိတ်အနေနဲ့လည်းမတတ်တယ်အဲအဲ့ဒီလိုမတ်တဲ့ဟာဒီဒီပုဗ္ဗနမိတ်ကတော့အမှန်ဆုံးအိမ်မဲ့ပဲလို့သူပြောတယ်နော်အမှန်ဆုံးအိမ်မဲ့ပဲဒါဖြင့်ကိုကအဲ့ဒီအိမ်မဲ့နဲ့ပတ်သက်ပြီးတော့သတိထားမှာပါတော့ပုဗ္ဗနမိတ်အနေနဲ့မတ်တာမကောင်းတာမဲ့ရင်လည်းပဲဘာလို့အမှန်လဲသတိထားရမှာလေငါဒီနေ့ဒီအိမ်မဲ့ကိုမတ်တာဒါတော့ငါသတိထားဟုတ်ဘူးလား ဒါအိမ်မဲနဲ့ပတ်သက်ပြီးတော့ဘုသူတာပေါ့နော်အဲ့တော့ခွန်ကြီးကဒီစိတ်ထဲကနေပါတော့ဆိုတော့အင်းတက္ကမကြီးကဒါဟိုအတိတ်နမိတ်အနေနဲ့များအတ္တကားတွေဟိုအိမ်မဲပြေးသလားလို့ဒီလိုတွေးမိတာပေါ့ခွန်ကြီးကနော်ကျုပ်ကအချို့ရင်ဒီပြောက်ကောင်ကသူကပိုပဲပြန်သွားခြင်းအော်ရောက်လာရင်လေးလောက်သုံးသွားလို့သုံးသွားတယ်တော့အခုဒီလူလုံးမဆင်းကြသူက ဒါချွတ်နေပြန်လာတာအော်အေးမသိသေးဘူးဆိုတော့မှအဲ့ကိုွေတာတော့အမေမသိသေးဘူးပဲအော်အေးအေးအေးဒါချွတ်နေလားတလန်းလုံးကစစ်နေဖြစ်နေတယ်မကောင်းဘူးပြေအေးအေးအေးอ๋อเอ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 อตัวตู้ที่อาจารย์ตะเฉ็ดป่าแล้วปอนเนาะเออถ้ากะกูอ่ะบาเปียวมะน้อซะปุตตกองหมู่ปลุลุผิดผู้อาจารย์ตะเฉ็ดนี่เนี่ยถ้าป้าล่ะนะโอ้เออนะถ้าจะมะน้อแกพุ่นนี่ก็เอาลุต้วยไล่ถ้าว่าพุ่นนี่ต้วยป่ะเนาะ ဲအဲ့ဒါကြောင့်အိမ်မက်လေးမျိုးအကြောင်းလည်းပဲကုသတာဖြစ်မှတ်ထားမှာပေါ့နော်အဲ့ဒီအိမ်မက်ထဲမှာပုဗ္ဗနာမိသဘောမျိုးမြတ်တဲ့အိမ်မက်ကတော့အမှန်တကယ်တဲ့နော်အဲ့ဒါအဲ့ဒီအောင်မတကယ်လို့အိမ်မက်မလားဆိုရင်ကောင်းတာမဲ့ရင်လည်းကောင်းတာဖြစ်ဖို့အတွက်ဟိုကကုသိုလ်ဆိုင်ရာလုပ်ငန်းကိုပို့လို့လဲနော်အဲ့ဒါဆိုရင်ပို့အောင်မြင်သွားလိမ့်မယ်အိမ်မက်ရပို့အောင်မြင်သွားလိမ့်မယ်နော်အဲမကောင်းတာဖြစ်မဲ့ဆိုရင်လည်းပဲဘာနဲ့ပဲသားမှာတော့ဥသူနဲ့ပဲသား မကောင်းတဲ့အိမ်မက်တကူမဲ့လာရင်လည်းပဲဘာနဲ့တော့ဥပုနဲ့ပဲသာဘောဘာရောဒါနပြုနိုင်တယ်မပြုနိုင်ဘူးသီလဆောက်တည်နိုင်တယ်မဆောက်တည်နိုင်ဘူးသမထဝိပဿနာဘာဝနာပွားလိုက်မယ်အဲ့ဒါနဲ့မကောင်းတဲ့ဥပနမိတ်ကိုကားလိုက်နှမျိုးတော့ဘုန်းကြီးပြောတာဟုတ်လားမကောင်းတာမဲ့လာရင်လည်းဘာနဲ့ပဲကာမရောဥသူနဲ့ပဲကာမယ်ကောင်းတာမဲ့ရင်လည်းပဲပိုးမြန်မြန်ထမြောင်းအောင်ဥသူနဲ့ပဲတွန့်ပေးမယ် ီနဲ့ကူနော်ဒါအိမ်မက်နဲ့ပတ်သက်ပြီးဒါကြောင့်ဒီကနေ့မိမိတို့တို့ရာနိုင်ငံတော်ဝိရိယတိသာသနာတက္ကသိုလ်ဆောင်းဆောင်ချောင်းဆောင်ညီမငလင်တန်ကြောင့်ပြည့်စည်သွားတဲ့ညနေကျတော်ကြီးပြန်လည်ပြည့်ပြည့်နေရအသက်သက်ဆန်နေရအတွက်နော်အဲမိဘနှစ်ပါးရဲ့ဟလာပြည့်စည်ပန္တာရှင်ငွေရဏာများကိုသူပဲပြီးတော့မှမိဘနှစ်ပါးကိုပူဇော်သောအဖြစ်၎င်းမိဘနှစ်ပါးကျေးဇူးဆက်သောအဖြစ်၎င်း မိမိတို့တို့ကုသိုလ်တရားသို့ဝါခြင်းအတွက်၎င်းယမန်းပြီးတော့မှရည်စုပြီးတော့မှဒီကနေ့တန်ဃာတော်ရှင်မြတ်များကိုရုပ်သစ္စာပင်ဆောင်ပြီးတော့ရည်စက်ချအလိုတော်မင်္ဂလာပြုလို့ရတဲ့ကုသိုလ်ပွဲမှာရှိဥစွာတန်ဃာတော်ရှင်သူများတို့ဟာရုပ်သစ္စာပင်ဆောင်ယူနေရာထိုင်ခင်းလူတန်းနာပြုလို့ကြရသောအဝါဒဒါနဝိဟာရဒါနကောင်းမှုကုသိုလ်ကံစေရနာတရဏဂုံသီလကျင့်သုံးဆောက်တည်ကြတဲ့သီလကောင်းမှုကုသိုလ်ကံစေရနာစင်ကြဲသောသီလတည်ရှိကြလျက်လူတန်းဝေယဖျားဖျားတို့ကိုရည်မှန်းထားသည့်အတန်းရည်ရွယ်ထားသည့်အတန်း အတိအတိပိုင်းခြားသတ်မှတ်လျက်လူတန်းကြရသောဒါနကောင်းမှုကုသကံစေရနာနာယုမတပွားများကြရသောဘာဝနာကောင်းမှုကုသကံစေရနာအဖျားပြားတို့ကြောင့်မိသားစုပေါင်းတို့ကောင်းတရားနာပရိသတ်ပေါင်းတို့ကောင်းတို့သည်ဘေးရန်ကင်းကွာကိုစိတ်နှဖျားချမ်းမှချမ်းသာကြလျက်ခတ်သိမ်းသောလောကီလောကုတ္တရာကောင်းကျိုးချမ်းသာအဖျားပြားတို့တနည်းတစ်ခြားတို့ဘဝဖြစ်ထွန်းကြကဒုက္ခခတ်သိမ်းညင်းရဖြစ်တဲ့မြန်နေဘဝကိုလောကုသောအကျင့်လင်းမြန်သောအတိညာတို့ဖြင့်မျက်မှောက်ပြုနိုင်သော ုရောကောင်းများဖြစ်ကြပါစေကုန်သတည်းသာတုသာတုသာတု